ိုင်ကျင်းတောင်ကုတ်တန်တွေးခွားဖက်မှာတရွာကိုလူ9ယောက်မိန်းကလေး10ယောက်ယောက်ျားလေး3ယောက်စစ်မှုထမ်းဖို့မဖြစ်မနေပေးရမယ်ဆိုပြီးတော့ပြောဆိုဖားတယ်ဆိုတဲ့ဟာကိုဒါကျွန်တော်အနေနဲ့ရခိုင်ပြည်တောင်ကုတ်မြို့ကနေပြီးတော့တည်ရရှိပါဒီတည်တွေကအပြင်ကိုမပေါက်ကြတော့ဘူးဆိုတော့တည်ကိုအမှောင်ချပြီးတော့တနည်းအားဖြင့်ကွန်မြူနဲ့ဝါဒပုံစံမျိုးကျွန်တော်ရခိုင်သူရခိုင်သားတွေကိုပြုတ်ကျက်လာပြီးဆိုတဲ့ဟာကိုဒါကျွန်တော်လည်းဒီနေရာနေပြီးတော့ သုံးသပ်တင်ပြခြင်းဖြစ်ပါတယ်။သူ့မေးတယ်အမ်မြန်မာနိုင်ငံတနိုင်ငံလုံးကစစ်အုပ်စီးချုပ်ဒါမှမဟုတ်လည်းနိုင်ငံကောင်းဆောင်တရားအဖြစ်ရွေးရှင်ခဲ့မယ်ဆိုလို့ရှိရင်ဘုလိုဖော်ပြနိုင်တဲ့လက်ခံနိုင်ပါမလားအဆူမျိုးသူ့ကိုမေးသွားတယ်မေးဖို့ရှိတယ်။ဆိုတော့ကျွန်တော်ဒီကနေ့ပြောချင်တာကအစိုးရလို့သတ်မှတ်နိုင်တော့တဲ့အရေးအရှင်မျိုးသူ့ကမရှိသေးပါဘူး။ဒီနေ့ဒီရှင်လေးလည်းမရှိသေးပါဘူး။ အဲ့တော့ဒီလက်ရှိအရက်ကတက်တော့အေးဒီအကျမ်းပဲလုံရက်တွေကိုတိနေအောင်ကိုပြီးတော့လက်နဲ့ပြပြီးတော့အနိုင်ကျင့်နေတာမျိုးတွေပေါ့ကျောတော့တွေကလုံးဝအလိုမရှိပါဘူးဒီနဲ့လည်းအလိုမရှိပါဘူးအရှားလူတွေတော့အလိုရှိမှရှိနေမယ်ကျွန်တော်လည်းအဲ့လိုလုံးဝအလိုမရှိပါဘူးအရက်ကတက်တော့အေးကိုကျွန်တော်ဝေဖန်နေမှာမဟုတ်ပါဘူးကျွန်တော်စကားကိုလည်းလုံးစုံပြီးတော့မဟုတ်ဘူးကျွန်တော်အရက်ကတက်တော့အေးရဲ့လုံးဆောင်ခဲ့တဲ့အပေါ်မှာကျွန်တော်ပြောဆိုနေခြင်းဖြစ်ပါတယ်အရက်ကတက်တော့အေးရဲ့အခုလက်ရှိလည်းလုံးဆောင်နေစေလည်းဖြစ်ပါတယ်အားလုံးပဲတာကြပါ ကိုချီရှာငါနေပြန်လေးကျိုးဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ max လားထက်မှာပဲဒီကျွန်တော်ဗိုလ်ချုပ်ဖွင့်ပြနိုင်ကနေပြီးတော့ဒီကျွန်တော်တို့အဲ့ဒီမှာနေနာပါတ်တိုင်းမှုကိုသူ့ရဲ့ Twitter ကနေပြီးတော့စင်ကိုလိုက်တာမျိုးလည်းတွေ့ရတယ်ဆိုတော့သူဘာကြောင့်စင်ကိုတာလဲလို့ကျွန်တော်မေးတဲ့အခါမှာအရှိနှစ်ချက်ရှိပါတယ်နံပါတ်1ရခိုင်ပြည်နယ်တောင်ပိုင်းဘက်ကအဲ့ဒီ ULA A ပါဆိုပြီးတော့အဲ့ဒီဖဲကိုခေါင်းကိုပြီးတော့ဒါရင်ကိုပြီးတော့တောင်းနေကြတဲ့ထောင်ထောင်တောင်းနေကြတဲ့ကောင်တွေကိုစစ်တပ်နဲ့ရေးက ဖမ်းဖို့လိုက်တဲ့ကဖက်ပြေးသွားတဲ့အတွက်အရှက်ပွေးတယ်။အဲ့ဒီအရှက်ပွေးတဲ့အနေနဲ့ရှင်းရှင်းနဲ့ဒါစင်ခိုခြင်းဖြစ်တယ်။နောက်တော့နံပါတ်2ကကြတော့သူဒီလိုဇက်ပွေးတွေလောင်းကစားပွားတွေလုပ်ပြီးတော့စီးပွားရှာနေတဲ့အရှက် WY စေးပြားတယ်ဒီကျွန်တော်ကျွန်တော်တရှင်ကတော့တင်ပြခဲ့ပါတယ်ကျွန်တော်တောင်ကုန်းမှာ WY စေးပြားတပြားကိုငွေ300ပဲရှိတယ်200ကျော်ပဲရှိတယ်မြန်မာငွေပြတာနော်မြန်မာငွေ200 300နဲ့ဖြတ်ခဲ့တာတဲ့သူတို့ဒီဒီကျွန်တော်ရခိုင်ပြည်နယ်မြောက်ပိုင်းဖက်က အအဖွဲ့ဆင်းလာတဲ့ဘာမှ W1 တပြောက်ကို200 300နဲ့ရခဲ့တာဖြစ်တယ်ကျွန်တော်တရှင်တော့ကဒါကျွန်တော်ကျွန်တော် W1 ကိုကြောက်လို့ကြောက်ဘူးလေဒါမဲ့ W1 ဆိုတဲ့ကျွန်တော်တောင်းကုန်လာတာအရန် sharp ပါတဲ့ပစ္စည်းတစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီလို sharp ပါတဲ့ပစ္စည်းတစ်ခုကတောင်းကုန်မှာလမ်းဘေးကွန်းအဆင်မှာတော့မှဝေလို့ရတယ်ဒီကျွန်တော်ရခိုင်စားရလို့ဆိုလို့ရအစိတ်ရှိပေါ့အဲ့လိုအစိတ်ရှိတွေကဒါကျွန်တော်ဒါရခိုင်ပြည်နယ်မှာအခုလေးပဲဝေလို့ရတယ်အဲကျွန်တော်အရင်တော့လည်းဒီကျွန်တော်လမ်းဘေးကွန်းအဆင်ကျမှာတော့မှဝေလို့ရတယ် ဆိုတပြားမှာငွေ200သုံးတာပဲရှိတယ်။ဆိုတော့ဒီလိုမျိုးလောက်ဆောင်နေတဲ့သူတို့ဟာသူတို့ရဲ့ဒီစီးပွားရေးလမ်းကိုပိတ်ဆို့လိုက်တဲ့မဲအောင်နိုင်ကိုသူခံပြင်းသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒေါသဖြစ်သွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ဒါတွေကြောင့်လဲဒါသူ့ရဲ့ဒီစခွက်ကိုဒီမဲအောင်နိုင်ကနေပြုတ်ကန်ထုတ်လိုက်တဲ့အတွက်စခွက်ကန်ထုတ်လိုက်တဲ့အခါ စဖက်ပြောင်းမယ်ဒီလိုစခွက်ပြောင်းသွားတဲ့အတွေ့အကြုံလို့လည်းဒါကိုသူ့အနေနဲ့စင်ကိုလိုက်ခြင်းဖြစ်တယ်ဆိုတော့ဒီလိုစင်ကိုလိုက်ပြီးတဲ့နောက်ပိုင်းမှာဒါတို့ဒါဒါဒီကျွန်တော်တို့အဲ့ဒီမှာတက်တုံညာနှစ်ခုဆိုတော့စီမံကိန်းရှာပြီးတော့ဒီကျွန်တော်တို့ဒီကျွန်တော်တို့တက်တုံညာနှစ်ခုဆက်စင်ရေးနဲ့အစပြုပြီးတော့ဒါကျွန်တော်တို့စတင်တက်ခလာတွေ့ရဆိုတော့ဒီတက်ခရရတဲ့အကြောင်းရင်းကလည်းပဲနှစ်ချက်ရှိပါတယ်နံပါတ်1မြို့ကိုလိုင်းမှာမြို့ကိုလိုင်းအစပိုင်းမှာအေဟာ မရှိခဲ့တဲ့အတွက်မြန်မာနိုင်ငံတနိုင်ငံလုံးတိုင်းရင်းသားလက်နက်ကိုင်ရပြအစမြန်မာနိုင်ငံတနိုင်ငံလုံးကဒါသူ့ကိုမေတ္တာပို့ဒီမေတ္တာပို့ဆိုတာကျွန်တော်စကားထားလာပြီလားဆေးဆိုနေကြတာပေါ့မြန်မာနိုင်ငံတနိုင်ငံလုံးသူ့ကိုဆေးဆိုတယ်နောက်ပြီးဒီကျွန်တော်ရခိုင်ပြည်နယ်မြောက်ပိုင်းကဒီမိုကရေစီကိုလော်လာတဲ့ဆိုရတဲ့သူ့ကိုဆေးဆိုတယ်နောက်ပြီးလို့ရှိရင်ဒီကျွန်တော်စစ်အာဏာရှင်ကိုမလော်လာတဲ့ဒီရခိုင်ပြည်တောင်ပိုင်းကတခြားတဲ့သူ့အများကြီးဆေးဆိုခဲ့တာတွေ့ရတယ် ဆိုတော့ဒီလိုမျိုးဒီကျွန်တော်တို့ရဲ့ဒီဒီမိုကရေစီကိုလိုလားတဲ့ရခိုင်သူရခိုင်သားတို့ရဲ့တွေးခွက်တဲ့မှာပက်လက်ညှိုးနေတဲ့သူ့ရဲ့ခေါင်းသိပ်ခါကိုစေချင်လို့ဖြစ်တယ်နံပါတ်1နောက်ကနံပါတ်2စိုးစွားကျွန်တော်မျိုးကတော့ဒါသူအားနေပြီးတော့ဒီလိုဒီအာနာရှင်နဲ့ပေါင်းပြီးတော့အာနာကိုအရှောင်ရမလားဆိုပြီးတော့လုံးကြည့်တာအာနာကိုအရှောင်မရတဲ့အပြင်ဒီ သူတောင်းနေတဲ့စဖက်ကိုပါကန်ထုတ်လိုက်တဲ့အတွက်စဖက်ပါပျောက်ပြီးတော့ဒါဘုံပျောက်သွားတဲ့သဘောမျိုးဖြစ်တယ်။ဒါကြောင့်မို့လို့သူကဒီအာနာရှင်နဲ့ပေါင်းပြီးတော့မိမိရဲ့အာနာကိုတိဆောက်မယ်ဆိုလို့ရှိရင်ဘယ်လိုမှမတည်မြင်နိုင်ဘူးဆိုတဲ့အကြောင်းသူနားလေသဘောပေါက်သွားတဲ့အတွက်ဒီတက်တောင်ရနှစ်ကောင်စီမံကိန်းကိုစီမံကိန်းဒီတက်တောင်ရနှစ်ကောင်ဆက်စင်းရင်မှာပါဝင်ခဲ့တာဖြစ်တယ်။ဆိုတော့ဒါကဖြစ်ပါအဲ့တော့ ဒီနေ့ကျွန်တော်ပြောချင်တာကဒီဒီကျွန်တော်တို့ဒီငွေဥပဒေမှာပါတာတော့ကျွန်တော်ကျွန်တော်အရင်အရင်ဝမ်းသာပါတယ်ဂုံလေးယူပါတယ်ဒါပေမဲ့အစိုးရလို့သတ်မှတ်နိုင်တဲ့အရေးအရှင်မျိုးသူ့မှာမရှိသေးပါဘူးဒီနေ့ဒီရှင်လေးလည်းမရှိသေးပါဘူးဆိုတော့သူ့ရဲ့ဒါဟိုတလို့တော့ကဒါကျွန်တော်တို့အဲ့ဒီမှာနေပြီးတော့ဒီသူတို့အဲ့ဒီမှာနေပြီးတော့ဒီတဲ့အင်တာဗျူးတစ်ခုမှာကျွန်တော်တွေ့လိုက်ရဲ့อืมတဲ့ဌာနကကျွန်တော်မပြောတော့ဘူးသူပြောတော့တယ်သူ့မေးတယ် မြန်မာနိုင်ငံတနိုင်ငံလုံးကစစ်ဦးစီးချုပ်ဒါမှမဟုတ်လည်းနိုင်ငံကောင်းဆောင်တရားအဖြစ်ရွေးရှိခဲ့မယ်ဆိုလို့ရှိရင်ဘောကျွတ်ထုတ်မြန်နိုင်ငံလက်ခံနိုင်ပါမလားဆိုလို့သူ့ကိုမေးသွားတယ်မင်းကောင်ရှိရဲ့ဆိုတော့ကျွန်တော်ဒီကနေ့ပြောချင်တာကဘောကျွတ်ထုတ်မြန်နိုင်ငံရဲ့ role ကိုမြင့်တင်ပြလိုက်တာဒီငပိန်းစင်တချို့ငပိန်းတရင်ဌာနတချို့နောက်ပြီးတော့မြောက်ထိုးပိတ်ကိုလုတ်တက်တဲ့တရင်ဌာနတချို့ နောက်ပြည့်ဒီစိုးစိုးကဒီကျွန်တော်တို့ပြောတော့တဲ့ဒီလက်ရှိနေပြီးတော့ဒီကျွန်တော်တို့အဲ့ဒီမှာလို့တရေထဏလို့လို့ဘာလို့လဲမစတာနေယူဆိုပြီးတော့ဖွင့်ထားတဲ့ဒီကျွန်တော်တို့ငါဇိုပေါ့လေဒီကျွန်တော်တို့တ냔ပြည့်လို့ဆိုလို့ရှိရင်အိမ်သားမရှိတဲ့ကကလေးတန်းမအောင်ပဲနဲ့ဖြုတ်အောင်နှောက်လောင်းနဲ့နိုင်ငံရဲ့ပုံသက်နေတဲ့စတာနေယူကငါဇိုဆိုတော့ဒီလိုကောင်မျိုးတွေကနေပြီးတော့မြစ်တယ်ပေးလိုက်တဲ့အတွက်လူပိန်းတွေဂျမ်းမှာတနည်းအားဖြင့် နွားရှီယာကမှဖားတဲ့ငယ်လေးတွေပျော်ပါသလိုအဲ့လိုမျိုးရိုးကမြင့်တော်တာဖြစ်ပါတယ်ဆိုတော့ဒီလိုရိုးမြင့်တော်တဲ့အတွက်သူ့ဘောလူတစ်ခင်စားဖြစ်လာတာမျိုးတွေရှိပါတယ်ဒါတော့သူ့ရဲ့အပိုင်းပါ Okay ဒီကနေ့တော့ကျွန်တော်ပြောချင်တာကဒီလက်ရှိကငဇော်ပေါ့နော်ဒီကျွန်တော်ဖြုတ်အောင်နောင်းလောင်းနဲ့နိုင်ငံရေးလူမျိုးရေးသုံးသပ်နေတဲ့ဒီငဇော်ရဲ့ပြောဆိုခဲ့တဲ့စကားတချို့ကိုဒါကျွန်တော်အနေနဲ့ တတိရလာတဲ့အတွက်အချိန်လုံးကဒီအဲ့ဒီမှာနေပြီးဒီလက်ရှိအာရကတက်တော့ AA ရဲ့ခေါင်းဆောင်ပိုင်းတွေပြောဆိုခဲ့ဘူးတဲ့စကလုံးတွေဖြစ်တယ်ဆိုတဲ့ဟာကိုဒါကျွန်တော်ဒီကနေ့တင်ပြခြင်းဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကဒီဘာလဲဆိုတော့ဒီစက်ကောင်စီဟာတိုင်းရင်းသားဒေသတွေကိုထိုးစစ်ဆင်နေတာ NUG ရဲ့အသုံးမကျမှုကြောင့်ဖြစ်ပြီးတော့တဲ့မဲအောင်ရဲ့စကားကိုနားမလောင်ခြင်းကြောင့်ဖြစ်တယ်တဲ့ဆိုတော့ဒီတဲ့ရခိုင်ဒီနေမှာဘုံချင်းနေတာဟာ ကျွန်တော်ရဲ့ရခိုင်ကျောင်းသားကျောင်းသူတွေနဲ့သင်ကျင်းနေတာဟာမဲ့မှန်စကားနောက်ပုံလို့ရောက်တယ်ဆိုတော့ AUG အတော့မကြောက်ဘူးဆိုရင်အဲ့ဒီက AUG ဘယ်လောက်ပံ့ပိုးထားပြီးပြီလဲဒီနေ့ကျွန်တော်မေးချင်တယ်ဒီနေ့ဒီကျွန်တော် AUG ကိုအတော့မကြောက်ဘူးအတော့မကြောက်ဘူးဆိုတဲ့ကောင်းတွေတနည်းအားဖြင့်ဒီကျွန်တော် AUGA မရှိတဲ့ရွာကလေးထမ်းမအောင်နဲ့မြောက်ပိုင်းက80ရာခိုင်နှောင်းဖြစ်နိုင်တဲ့ဒီငဇောလို့ပြောနေကြတယ်တခြားကျွန်တော်ဒီနေ့ရပြောချင်တယ် NUG အသုံးမချဘူးဆိုရဲ NUG ကိုဘလောက်ထိကုညီပန်ပုံပေးခဲ့ပြီးပြီလဲ NUG ကိုဘလောက်ထိထောက်ခံမှုပဲလုပ်ခဲ့ပြီးပြီလဲနောက်တော့က NUG လာမိမိရဲ့အဆင့်တန်းရှိပြီလားဆိုတဲ့အဟောဒါသုံးသက်စေခြင်း ਨੇ အဲ့တော့ဒီကျွန်တော်တို့လက်ရှိနေပြီးတော့ဒီအခုလက်ရှိနေပြီး NUG ဟာလည်းပဲဒါစည်ရအရာ ဒါတက်ခတ်နေကြတဲ့လူရှိတယ်ပြီးကျွန်တော်နိုင်ငံရေးအရာလှုပ်ရှားနေကြတာလည်းရှိတယ်ဆိုတော့ဒီ star နဲ့ you ဆိုပြီးတော့ဒါသူ့ပေါ်သူတည်ခါနာဆိုပြီးတော့ပုံစံဖွင့်ထားတဲ့အဲ့ဒီငဇောဆိုတဲ့ကောင်ကိုကျွန်တော်ဒီနေ့ကနေနေချင်တယ်နိုင်ငံရေးနဲ့စည်ရဲမင်းဘယ်လောက်ပြီးသိလဲဆိုတာဒါကျွန်တော်နေချင်တယ်ကျွန်တော်ဒီနိုင်ငံရေးတမားဆိုတာဒီတစ်သလုံးနိုင်ငံရေးတမားဖြစ်တယ်စေးရသမားဆိုတာဒီဒီဒီကတော်လိုက်တကြတယ်ဒီတော်လိုက်ရဲ့ဒီမှာဒါတချို့အင်ဂျင်နီယာရှိမယ်တချို့ဆရာဝန်ရှိမယ် တချို့ကတောင်းတာရှိမယ်ဒီကနေ့တော်လိုင်းရဲ့ကာလပြီးဆုံးသွားတဲ့ချိန်မှာသူတို့ကဒီလက်နဲ့ပဲကိုအစိုးရစီလဲသူတို့အကောအနန္တနဲ့တောင်းဝင်မှာဟုဥပမာသူတို့ဥပမာဟိုဘယ်လိုပုံလဲသူတို့အဲ့ဒီမှာလည်းတသလုံးတော့ပေါ်သွားတယ်ကြုံပြနေတယ်ဒါမဲ့90ရာခိုင်နှုန်းသေးကြတာကကြောင်းသားကကြောင်းပြန်တက်မယ်ဆရာဝန်ကဆရာဝန်အလုပ်ပြန်လုပ်မယ်ကြောင်းဆရာမကကြောင်းဆရာမအလုပ်ပြန်လုပ်မယ်ဆိုတော့ဒါဟာတော်လိုင်းကာလရဲ့တော်လိုင်းသမားတွေရဲ့ ဒါ90ရာခိုင်နှုန်းဖြစ်နိုင်ရှိရှိတာကိုပြောပြတာကျွန်တော်တို့နိုင်ငံရေးသမားတွေကကြတော့တစ်သက်လုံးနိုင်ငံရေးသမားပဲသေချီနိုင်ငံရေးသမားပါပဲဆိုတော့နိုင်ငံရေးနဲ့စည်ရေးဆိုတာမတူပါဘူးဒီတော့ဒီကျွန်တော်တို့ဒီတော်လိုင်းရေးကာလမှာတော်လိုင်းရေးတစ်ခုတည်းလဲတစ်ခုတည်းရှင်းလုပ်နေလို့မရဘူးနိုင်ငံရေးဖက်ကလည်းပဲဒီကျွန်တော်တို့နိုင်ငံတကာရဲ့အားပေးမှုနိုင်ငံတကာရဲ့အသိအမှတ်ပြုမှုတွေအရအများကြီးလိုအပ်ပါတယ်ဆိုတော့ဒါကျွန်တော်ဒီ star နဲ့ယူကငပိမ့်ကိုကျွန်တော်ပြောတာမဟုတ်ဘူးတခြားလူတွေကိုကျွန်တော်ပြောပြတာ ငပိုင်းကတော့သူ့အနေနဲ့ဒါဖြုတ်အောင်နောက်တော့မရှိတဲ့အတွက်ဒါကျွန်တော်တို့အာဘယ်လိုခေါ်ပလဲမူလာတန်းကိုတက္ကသိုလ်ပညာအဆင့်သင်ပေးသလိုဖြစ်နေမှာဖြစ်ပါတယ်ဒါတော့သူ့ရဲ့အုံနောက်ကတရားမြင်မဆိုကျွန်တော်ပြောတဲ့ဇကားတွေဟာသူ့ရဲ့အုံနောက်ထဲမှာကျတော့ဗာနဲ့သွားလို့လဲဆိုတော့ညောကိုပလာတာကျွတ်သလိုခွေးကိုဘောလာပြတ်သလိုဒါပုံစံမျိုးဖြစ်နေမှာသိကြပါတယ်ဆိုတော့ဒါဒါကျွန်တော်သူ့ပြောတာမဟုတ်ဘူးဒီဒီဒီကျွန်တော်တို့ဒီဖြုတ်အုံနောက်ဖြစ် နည်းနည်းတာတဲ့တနည်းအားဖြင့်လူအောင်နောက်ရှိတဲ့လူတစ်စုံကိုတော့ကျွန်တော်ပြောပြနေတာဖြစ်ပါတယ်။ဆိုတော့ဒီကနေ့ကျွန်တော်တို့သွားနေတဲ့လမ်းကြောင်းဒီနိုင်ငံရေးနိုင်ငံရေးနီလာနဲ့သွားတာဖြစ်တယ်။ဒါတော့နိုင်ငံရေးနီလာနဲ့သွားမယ်ဆိုလို့ရှိရင်တော့နည်းနည်းကြာတယ်။ဒါကြောင့်တို့လိုင်းရေးတမားကပုံပြီးပန့်ဖို့ဖြစ်တယ်။ဒါဆိုဒီတို့လိုင်းရေးတမားတွေတို့လိုင်းရေးလုံနိုင်ဖို့အတွက်ဒီတို့လိုင်းရေးတမားတွေကိုတနည်းပြမယ်ဆိုလို့ဒီကျွန်တော်အကြမ်းဖက်အဖွဲ့အစည်းမှာတတ်မှတ်ဖို့အတွက် တနည်းအားဖြင့်ဒီတူလာရဲ့တမားတွေကိုအားပေးထပ်ခံဖို့အတွက်နိုင်ငံရေးတမားတွေကနိုင်ငံတကာမှာမျက်နှာကြောင်ကြောင်နဲ့ပေါ်ပြီးတော့ဒါပြောဆိုနေရတာလည်းအများကြီးရှိပါတယ်။ဥပမာတချို့တူလာရဲ့တမားတွေဒီနေ့မှားထားတာမျိုးရှိတယ်။ဥပမာဟိုတချို့ဒီကျွန်တော်အာကျွန်တော်တရှိန်ကလည်းကျွန်တော်ပြပြပြောပါတယ်။ကျွန်တော်အဲ့ဒီမှာလို့ဒီလူမားပြီးတော့ဒါကျွန်တော်အသက်ခံရတာမျိုးဥပမာလူမားပြီးတော့ခန်းကိုသွားပြီးတော့တိုက်ပစ်လိုက်တာမျိုးတွေ။အဲဒါမျိုးတွေနည်းနည်းအမားလေးတွေရှိတယ်။ဆိုတော့ဒီအမားလေးတွေကို ဒီကျွန်တော်တနေ့မမြင်ပေးတဲ့ဒါတော်လာရေးကာလမှာဒီအမားလေးတွေကိုဒါကျွန်တော်တို့အာဘယ်လိုခေါ်မလဲထောက်ပြပြီးတော့တော်လာရေးကိုနှောင်းလဲအောင်နှောင်းမနှောင်းရဲအောင်လုံဆောင်နိုင်ဖို့အတွက်ဒီဘက်နိုင်ငံရေးသမားတွေကဒါနိုင်ငံတကာမှာမျက်နှာတပြားနဲ့တွားပြီးတော့ဒါပြောဆိုနေရတာမျိုးတွေအများကြီးရှိပါတယ်ဆိုတော့နိုင်ငံရေးသမားကနိုင်ငံရေးနိလနဲ့တွားနေတယ်ဒီလက်ရှိ NUG ဒီနိုင်ငံရေးသမားဖြစ်တဲ့အကြောင်းနိုင်ငံရေးနိလနဲ့တွားနေတယ် စည်ရေးကိုစည်ရေးအရာနဲ့သွားနေတဲ့တိုင်းစားလေးနဲ့ကိုင်းလို့ PDF တွေရှိတယ်။ဆိုတော့ဒီဟာကိုတော့ဒီသဘောတရားကိုနားမလည်ပဲနဲ့ဖြုတ်အောင်နောက်လောက်နဲ့တနည်းအားဖြင့်အိမ်သားမရှိတဲ့နေရာကလေးလမ်းမောင်းအောင်တဲ့မြောက်ပိုင်းသား80ရာခိုင်နှုန်းဖြစ်နိုင်တဲ့ဒီငပိန်းစတန်နယူကကောင်းပါဒီဒီလိုပြောဆိုနေတဲ့ဆိုကလေးကဒါသူ့မှာဒါတနည်းအားဖြင့်လူအသိဉာဏ်မရှိလို့ပဲ ပြောဆိုနေတာမျိုးဖြစ်တယ်ဆိုတော့ဒါကျွန်တော်ဒီနေရာလေးလို့ပြင်ပြခြင်းနဲ့အဲ့တော့နောက်တစ်ခုဒီ let's see ဒီကျွန်တော်ဒီ arrogant.ai ကိုကျွန်တော်ဝေဖန်နေတာမဟုတ်ဘူးကျွန်တော် arrogant.ai ရဲ့ loss song ခဲ့တဲ့အပေါ်မှာကျွန်တော်ပြောဆိုနေခြင်းဖြစ်ပါတယ် arrogant.ai လည်းအခု let's see လည်း loss song နေစေလည်းဖြစ်ပါတယ်ဒါကျွန်တော်တို့ဒါအာရခိုင်ပြည်နယ်တောင်ကုတ်တန်တွဲဂွအဖက်မှာရွာတရွာကိုစဉ်းကြဖို့လူ9ယောက်တောင်မဖြစ်မနေပေးရမယ်ဆိုပြီးတော့ ါရွာမှာအစီဝေးလုံးတာမျိုးတွေတွေ့ရတယ်ဆိုတော့ဒီကျွန်တော်တောင်ကုန်းမှာဆိုလို့ရှိရင်ဒီကျွန်တော်ဒီအာရွာမှာကဲတာဒီကျွန်တော်အာ I sorry စပြေရွာမှာကဲတာလာမှုမအီးဒီမှာဆိုကျွန်တော်မိကြောင်ဖို့ရံမျိုးမုံမောင်းရွာတွေမှာဒီအစီဝေးမနေ့ပြန်လုပ်မှာဖြစ်ပါမနေ့ပြအစီအဝေးလုပ်တဲ့ခါမှာတရွာကိုလူ9ယောက်စစ်မှုထမ်းဖို့မဖြစ်မနေပေးရမယ်ဆိုပြီးတော့ အဲသူတို့ဒီလိုမျိုးပြုစုထားတယ်ဆိုတဲ့ဟာကိုဒါကျွန်တော်အနေနဲ့ရခိုင်ပြည်တောင်ကုန်မြို့ကနေပြီးတော့တည်ရရှိပါဆိုတော့သူတို့မနေ့ကစီဝေလုံးမယ်ဒီရက်မှာဒီတို့လူ9ယောက်မဖြစ်မနေပြေကိုပြရမယ်မိန်းကလေး10ယောက်ယောက်ျားလေး3ယောက်မဖြစ်မနေပြရမယ်ဆိုပြီးတော့ကြေးရွာတွေကိုဒါသူတို့ပြောရတာမျိုးတွေရှိပါဆိုတော့ဒီဒီ the day လာအပြင်ကိုမပေါက်ကြလောက်ဘူးဆိုတော့ဒီလိုမျိုးမှားဒီပြည့်စင်မှားဒီပြည့်စင် the day ကို အမှောင်ချပြီးတော့တနည်းကကွန်ယူနဲ့ဝါဒပုံစံမျိုးတာနာရှင်တပါတီစနစ်ပြုတ်ကျသွားတဲ့နေဝင်လိုပုံစံမျိုးကျွန်တော်တို့ရခိုင်သူရခိုင်သားတွေကိုပြုတ်ကျင့်လာပြီဆိုတဲ့ဟာကိုဒါကျွန်တော်လင်ဒီနီကနေပြီးတော့သုံးသပ်တင်ပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီလက်ရှိအရက်ကတက်တော့အေးဒီဒီကျွန်တော်မျိုးတော်လိုင်းမှာပါလာတဲ့အတွက်ဒါကျွန်တော်အရန်ဝမ်းတာတဲ့ပုံလေးယူတယ်ဒီတော့ဒီမျိုးတူလန်ရေးမှာဒီအရက်ကတက်တော့ကေပါလာတဲ့အတွက်ဝမ်းတာပုံလို့ အာရခတ်တဲ့လူကြီးရဲ့လှုပ်ဆောင်ချက်မှန်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်အသက်နဲ့ရင်းပြီးတော့ကျွန်တော်ရက်တည်တော့ဖြစ်ပါတယ်မမှန်ကန်ခဲ့ဘူးဆိုလို့ရှိရင်ဒါကျွန်တော်လည်းနာအမှန်တရားပြရက်တည်ပြီးတော့အသက်နဲ့ရင်းပြီးတော့ကျွန်တော်ပြောဆိုသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒါအဲကျွန်တော်ဒီနေ့နေပြီးတော့ဒီကျွန်တော်တို့ဒီမြောက်ပိုင်းသား၈၀ရာခိုင်နှုန်းဖြစ်နိုင်တဲ့ဒီကျွန်တော်အင်တာမရှိတဲ့ရွာက၄တန်းမအောင်တဲ့ star နဲ့ယူဆိုပြီးတော့ပုံပုံဖွင့်ထားပြီးတော့ဒါအာ ငါပိတ်ဖို့လေဒီငစိုးပြည့်ပြောဆိုထားတဲ့စကားတွေအပေါ်မှာဒါကျွန်တော်နည်းနည်းဒါဝေဖန်သုံးသပ်ရင်းနဲ့ဒါလူဘိန်းကိုဒါနည်းနည်းလေးဉာဏ်ပညာပေးလိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုကိုအဆုံးထိတိရှိပေးခဲ့ကြတဲ့ဘက်ကတရားဝင်ခြင်းစတဲ့ကိုအထူးကျေးဇူးတင်ရှိပါတယ်။